ားလုံးမင်္ဂလာပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ23ရက်နေ့ညပိုင်းထင်ရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်က တင်ဆက်ပေးပါရမရှင် ။တင်းင်းတွက်သူကြောင့်တရင်တွေစစ်တပ်ရွေးကောက်ပွဲကို အမေရိကန်အစိုးရအတိမတ်မပြုဖို့စတင်လိုက်တဲ့တရင်စစ်တပ်ပစားပေးနေလို့စံကာရေးကိုတခြားပါတီတွေနိုင်ဖို့မလွယ်တဲ့တရင်ဘန်ကောက်အန်စီဖြောပြပွဲလက်မှတ်အများစုအလကားပေးခဲ့ရတဲ့ဒီ BC ထရောက်တဲ့အချိန်နေမင်းစင်းလာကြည့်ဖို့တကြောကြောအခွန်နေပေမဲ့အဖက်မလုပ်တဲ့ရန်ကုန်ပြည်သူတွေအကြောင်း KTP လာပြောပါတယ်ဘကိုးကစစ်သားအလုံးတိုက်ခိုက်ခံရလို့တည်ဆုံတဲ့တဲ့ တိုက်တန်းနဲ့ပစ္စည်းလေးလံပွဲမှာပေါင်းတေတသမ800တန်းနဲ့စံချိန်တင်ဈေးရသွားတဲ့ရွှေအိဆောင်နာရဲ့အကြောင်းအဲ့လိုတနေ့တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။ပြည်တွင်းသတင်းတွေကိုစတင်ပြောပြပေးပါမယ်ရှင်။ပထမအဆုံးသတင်းကတော့စစ်တပ်အရေးကောက်ပွဲကိုအမေရိကန်ဆိုရအတိမန်မပြူကိုစတင်လိုက်တယ်လို့အင်ဖြူရိုရှင်ဆန္ဒပြခဲ့သူတွေကြေညာလိုက်တာဖြစ်ပါတယ်။ အမေရိကန်ရောင်းမြမအရေးလှုပ်ရှားတဲ့အဖွဲ့ဆယ်ဘွက်တံမနဲ့ပူပေါင်းပြီးလူရောက်နေရာတံမနဲ့ပါဝင်တဲ့ဆန္ဒပြမှုတကူနိုဝင်ဘာ22ရက်နေ့မနေ့ကအင်ဖြူရိုရှင်မှာပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီဆန္ဒပြပွဲအတွင်းမြမရေတရုတ်ဝင်အောင်ဆော့ဖက်နေမှုနဲ့အတူရောင်ရေကောက်ပွဲကိုစန့်ကျင်ကြောင်းအဓိကထားဆန္ဒထုတ်ဖော်ခဲ့ကြတာပါတရုတ်ကစစ်ကော်မရှင်ရေကောက်ပွဲကိုပဲစွတ်ထောက်ခံနေပြီးပေါ်ပေါ်ကျတဲ့ပြည်သူတွေကိုဒီကြောင်းကနေတက်ဖြတ်နေရတဲ့ပသက်ပြီးလိလိုရှုနေတဲ့အကြောင်းကိုလည်းတောင်းဆိုထားတယ်လို့သိရပါတယ် ဒါအပြင်လက်ရှိသမ္မတဒေါ်နယ်ထရန့်ရဲ့အမေရိကန်အစိုးရအနေနဲ့လည်းအတူရောင်ရေကောက်ပွဲကိုလက်မခံတဲ့အကြောင်းစစ်ကော်မရှင်တန်တရားဝင်အသိပေးဖို့လည်းတဘာတဲ့တောင်းဆိုခဲ့ကြပါတယ်။ တကားစီကော်မရှင်ကပါဝင် ပတ်သက်နေတဲ့ကြားပြန်လုပ်ငန်းတွေရဲ့ဗဟိုချက်လို့ဖြစ်နေတယ်။မြန်မာကဖြစ်ရတွေနဲ့ပတ်သက်ပြီးအမေရိကန်ဆိုရအနေနဲ့ဝင်ရောက်ဆောင်ရွက်ပေးဖို့နဲ့မတရားဖန်ဆီးထိန်းသိမ်းခံရတဲ့ဒေါ်ဆန်းစုကြည်အပါဝင်နိုင်ငံရဲ့ကျင်းသားတွေချင်းချက်မရှိ အမြန်ဆုံးလွတ်ပေးဖို့လို့ကိုလည်းတောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီလိုတောင်းဆိုချက်တွေပါဝင်တဲ့စာကိုအမေရိကန်လွှတ်တော်နေရာဖြစ်တဲ့ Senate အထက်လွှတ်တော်နဲ့ Congress အောက်လွှတ်တော်တို့ကိုပေးပို့ခဲ့တဲ့အပြင်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကိုလည်းပေးပို့ခဲ့တယ်လို့သိရှိရပါတယ်။မနေ့ကဆန္ဒပြပွဲကို Washington ချေစာ Anti Dictator Shit in Burma DC Metro Area အဖွဲ့ပါဝင် American အရှိပိုင်းဗီနယ်ရီကအဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့မြန်မာနယ်ပယ်250ခန်းတက်ရောက်ခဲ့ကြရလို့သိရပါတယ် နိုဝင်ဘာလ19ရက်နေ့ကအမေရိကန်အောက်လွှတ်တော်မှာပြုလုပ်ခဲ့တဲ့ကြားနာပွဲအတွင်း Republican နဲ့ Democrat လွှတ်တော်ကိုယ်စားလှယ်တွေက အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုနင်းဆန်ပြီးအတူရောင်ဖြစ်တာတတ်မှတ်ခဲ့ကြပါတယ်။ထပ်မံတင်ဆက်ပေးမှာကတော့စစ်တပ်ပစားပေးနေလို့စံခိုင်ကြီးကိုတခြားပါတီတွေနိုင်မှုမလဲတဲ့သတင်းဖြစ်ပါတယ်။ အတူရောင်ရီကောက်ပွဲမှာအပဘက်ကအတားစီရနေတဲ့အပြင်စစ်တပ်ကပစာပေးနေတဲ့အတွက်စံခိုင်ရင်ပါတီကိုတခြားပါတီတွေရှင်းပြန်အနိုင်ရဖို့မလွယ်ကူနိုင်ဘူးလို့နိုင်ငံရေးလှုပ်ဆောင်သူတွေကပြောပါတယ် စစ်တပ်ကပိုင်းဆောင်ပါတီဟာစစ်တပ်အေးဆွဲပြန့်နှံထားတဲ့ဥပဒေတွေရဲ့ပြင်ပကနေရုပ်ဆောင်ခွင့်ရနေတဲ့တခုတည်သော ပါတီဖြစ်တဲ့အပြင်ပါတီဝင်အင်အားတောက်တင်မှုတွေကအဲ့ဒီပါတီကိုအနိုင်ရစေမယ့်အဓိကအချက်တွေအဖြစ်ပြောဆိုကြပါတယ် USDP ကစစ်တပ်နဲ့အနီးကပ်ဆုံးဆက်ဆံနေတဲ့နိုင်ငံရေးပါတီဖြစ်တဲ့အတွက်စစ်တပ်ရဲ့ကြောထောင်းနောက်ခံပြုမှုအောက်မှာ အနိုင်ရဖို့အခွင့်အလမ်းမြင့်ဆုံးပါတီဖြစ်ပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့2015နဲ့2020ရွေးကောက်ပွဲတွေမှာ USDP က NLD ပါတ တီကိုအပြတ်အသတ်ရှုံးနေခဲ့ပူတာကိုမမေ့ထားတင်ပါဘူး။ဒါကြောင့်သူတို့အတွက်အနိုင်ရရှိရေးဟာပြည်သူလူထုရဲ့ထောက်ခံမှုကိုမဆိုထားဘဲရေကောက်ပွဲကျင်းပပုံစနစ်နဲ့လုံခြုံရေးအခြေအနေပေါ်မှာများစွာမူတည်နေပါတယ်လို့နိုင်ငံရေးစောင့်ကြည့်လေ့လာသူတုံးကပြောပါတယ်။လက်ရှိနိုင်ငံရေးတဲ့လုံခြုံရေးအခြေအနေအားစံခိုင်ရေးပါတီဟာအာနာသိစစ်တရဲ့ပံ့ပိုးမှုနဲ့အတူအာနာရလာနိုင်တဲ့အခြေအနေမှာရှိနေလို့နိုင်ငံရေးလိလာသုံးသက်သူတွေကသုံးသက်ပြောကြားကြပါတယ်။ ပြည်ခဲ့တဲ့ရွေးကောက်ပွဲတွေအတွင်းတိုင်းသားဒေသတွေမှာ အကောင်ခဲ့တဲ့ပါတီတွေမပါဝင်လာတာနဲ့လူမှုထောက်ခံအကောင်နဲ့ခေါင်းဆောင်တွေမပါဝင်တာကြောင့်ချန်ခိုင်ရင်ပါတီကိုရှင်ပြိုင်မှုမလွယ်ကူတဲ့အခြေအနေမှာရှိနေလို့ဆိုကြပါတယ် မွန်ပြည်နယ်မှာအားကောင်းခဲ့တဲ့မွန်ညညွရဲ့ပါတီကတရားဝင်ရေးကောက်ပွဲဝင်မဲ့အမတ်လောင်းလေးဟာနိုင်ငံရေးအစဉ်လာမရှိသူတွေနဲ့စစ်တပ်နဲ့ပေါင်းစားဖို့သာချောင်းနေတဲ့ဆာဗာတွေသာဖြစ်တဲ့အတွက်မွန်ဒေသခံတွေတောင်စိတ်ဝင်စားမှုနဲ့ကြောင်းပါတီနဲ့နှိစက်သူတွေကပြောပါတယ်။လက်ရှိကြန့်ခိုင်ရေးပါတီကရွေးကောက်ပွဲမလုပ်ရသေးပဲပြိုင်ပန့်မရှိလို့နိုင်နေတဲ့အမတ်လောင်း29ဦးထပ်မင်းရှိနေပါတယ်။ ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးနေပါတယ်ရှင်။ဘန်ကောက် IC ဖြောပြပွဲလက်မှတ်အများစုအလကားပြည့်ခဲ့ရတဲ့အထိ PC ထိရောက်ခဲ့ကြအောင်ကိုပြောပြပေးပါမယ်ရှင်။အာနာသိမ့်မှုမှာပြည်သူဘက်ကမရက်တီပဲစစ်တပ်ဘက်ကိုရိမ်းနေနမဲကျော် Iron Crop ဘန်ရဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကဖြောပြပွဲကိုဘန်ကောက်လုံးဖို့လှုပ်ဆောင်မှုအောင်မြင်တယ်လို့သတင်းရရှိပါတယ်။အဲ့ဒီလှုပ်ဆောင်မှုကိုဥဆောင်နေတဲ့ FNCC အဖွဲ့ကဘန်ကောက် IC ရှိုးပွဲကိုဘန်ကောက်လှုပ်ဆောင်နိုင်မှုအခြေအနေနဲ့ပတ်သက်ပြီးသူတို့ရဲ့လူမှုကွန်ရက်ကတစဉ် ဒီနေ့မှာပြောဆိုလာမှုအတွင်လက်မှတ်အမြောက်များအလကားပေးခဲ့ရတယ်လို့အတည်ပြုလာပါတယ်။ မြန်မာတွေထက်ခွန်နိုင်တွေများနေရလဲမြင်ကြမှာပါအစားအသောက်ကိုခြားချက်တစ်ခုနဲ့ဖက်190တန်းသမားတွေကိုရောင်းမှုစီစဉ်ထားပေးမယ်ဒီကောင်တွေ free ကျေးခဲ့ရပါတယ်လို့ FNCC အဖွဲ့ကရေးသားပြောဆိုထားပါတယ်ပြည်သူတွေရဲ့စန့်စင်မှုကြောင့်ကနအိုးကျင်းပမယ်လို့ကြေညာထားချိန်ထက်ည7နာရီဒီဖွဲကျင်းပခြင်းချော့ချခဲ့ရပြီးဖွဲကျင်းပသူတွေရဲ့စိတ်ဓာတ်ပိုင်းဘလောက်ထိခိုက်မှုရှိခဲ့လဲဆိုတာတွေ့မြင်ရမှာဖြစ်တယ်လို့လည်းထောက်ပြပြောဆိုထားပါတယ် လူငါးထောင်ဆန်းတဲ့ခမ်းမကြီးနဲ့ပွင့်လုတ်ပြီးတော့ခိုးတော်ငုံမလေးကြားနေပေါ့ဗျာမြက်တလားရှုံးတလားဒီကောင်လေးမကြောင်ညာရဲပါဘူးထုတ်ပြန်ခဲ့ရင်လည်းလက်မှန်ရောင်းချရမှုအခြေအနေအသေးစိတ်ပါသူတို့ရဲ့တင်းတွင်တင်းပေးတွေကအမှန်တိုင်းဖွင့်ချပါလိမ့်မယ်လို့ FNCC ကရေးသားပြောဆိုပါတယ်။နိုဝင်ဘာ22ရက်နေ့ကဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ မြို့ကြီး၊ကွိုင်ဝိုင်း၊စော်ပိုင်းတို့ပါဝင်ခဲ့တဲ့ Iron Crop ဖြော်ပြပွဲကိုဥဆိုးနိုင်တော်ဦးဆောင်တဲ့ Beyond Entertainment ကအထူးအအနေနဲ့စီစဉ်ချင်းပါခဲ့တယ်လို့သိရပါတယ်။ပြေပန်တာဒိမန်ကတော့ကိုစီကိုစီအခက်ခဲတွေကြားတဲ့လာရောက်အပေးရဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်နေဆိုပြီးသူတို့ရဲ့လူမှုကွယ်ကတစဉ်ရေးသားပြောဆိုထားပါတယ်။ဆက်လက်ပြီးမဲဆင်းလာကြည့်ဖို့တကြောကြောအော်ခေါ်နေပေမယ့်အဖက်မလုပ်တဲ့ရန်ကုန်ပြည်သူတွေအကြောင်းတင်ဆက်ပေးကြပါမယ်ရှင်။ ရန်ကုန်မြို့မှာမင်းစင်လာကြည့်ကြဖို့ရက်ွက်အုပ်ချုပ်ရေးမှုတွေကထကြောကြောအော်ခေါ်နေပေမဲ့ပြည်သူတွေက အဖက်မလုပ်ကြဘူးလို့သတင်းရရှိပါရယ်။နိုဝင်ဘာလ21ရက်ကစလို့ရက်ွက်အတီတီကစစ်ကောင်ရှင်အုပ်ချုပ်ရေးရုံးတွေမှာဒုတိယကြိမ်ဖြစ်မင်းစင်ကတ်တာပြီးဖြစ်တာကြောင့်လာကြည့်ကြဖို့စစ်ကောင်ရှင်လောက်ခံတွေကတတိပေးပြောဆိုနေကြပါရယ်။ အမိမဲဆင်းမပါရင်ရှောက်ထားဖို့မပါဝင်တင့်သူရဲ့ပိုင်ကန့်ကွက်ဖို့နဲ့မဲဆင်းမှာအချက်လက်တွေမှားရင်းနေပြင်ဆင်စွာတင်သွင်းဖို့ကိုလည်းနှိုးဆော်နေကြပါတယ်ညာဘက်စွန်းလော့စပီကာနဲ့အုံကြီးတွေလိုက်အောင်နေတယ်ဒါပေမဲ့အခုထိမဲဆင်းလာကြည်တာတယောက်မှမမြင်ရသေးဘူးလို့ရန်ကုန်မြို့နှိုင်းမြို့နယ်ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးတရုံနာမှာနေထိုင်တဲ့အမျိုးသားတအုံးက MBA ကိုပြောပါတယ်ပထမအကြိမ်မဲဆင်းကက်ဆင်ကလည်းလာကြည့်သူမရှိသလိုမဲဆင်းလည်းအမားများတယ်လို့သိရကြောင်းသူကဆက်ပြောပါတယ် မဲမပေးပါဘူးမဲဆင်းလက်တော့မကြည့်ဖြစ်ပါဘူးအခုလည်းထက်ကတ်နေရလို့လိုက်ချင်ညာနေတယ်ဘသူမှတော်တော်မလောက်ကြပါဘူးလို့ရန်ကုန်မြို့ရှိပိတာမြို့နယ်နဲ့အမျိုးသားတအုပ်ကပြောပါတယ် ရန်ကုန်စောက်ကြည့်ရေးအဖွဲ့ရန်ကုန်စကောက်နက်ဝရဲ့တာဝန်ရှိသူတို့ကလည်းလူတွေကတော့စိတ်ဝင်စားကြပါဘူးဗျာသူတို့ကြံ့ဖို့အဆက်ဆက်တွေရဲ့နီးရတာကြောင့်လို့တာကြည့်သူတချို့ရဲ့ပဲရှိပါတယ်လို့ပြောပါတယ်ဒုတိယကြိမ်မဲစင်ကိုနိုဝင်ဘာလ21ရက်ကနေဒီဇင်ဘာ4ရက်နေ့ထိကတ်ထားမှာဖြစ်တယ်လို့စစ်ကော်မရှင်လောက်ကန်တရားဝင်ရေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။ပြည်တွင်းကနောက်ဆုံးသတင်းကတော့ KTP လာပြောပါတယ်။ အကူကစစ်သားအလုံးတိုက်ခိုက်ခဲ့ရလို့တေဆုံရတဲ့အကြောင်းဖြစ်ပါတယ်။ ကိုးတိုင်းဇီးကုတ်မြို့ပေါ်က KTB ကိုစစ်သားနယ်ရဲတွေလာရောက်ပျော်ပါနေတယ်ဆိုတဲ့သတင်းအရငွေဘာလ22ရက်မနေ့ည7:00နာရီလောက်မှာတွားရောက်တိုက်ခိုက်ခဲ့တယ်လို့ဒေသတွင်းနက်စစ်တီအဖွဲ့ကဆိုပါတယ်ဇီးကုတ်မြို့မှာရဲစခန်းနဲ့နှစ်ဖက်လုံးကျော်ပဲဝေးပြီးပြိုးနယ်ကလက်ကဝက်ကော်ရွာ KTB ကိုတော်လိုင်းတပ်ဖွဲ့ဝင်ကလက်တပြဲဝင်းရောက်စီးနင်းတိုက်ခိုက်ခဲ့တာမှာစစ်သားနယ်ရဲ9ဦးစလုံးတေဆုံးခဲ့တယ်လို့နက်စစ်တီတပ်ဖွဲ့မှကိုအောင်က MPA ကိုပြောပါတယ် သူတို့ကတော့တယောက်မှကျွန်တော်တို့ကိုကောင်းတာမပြန်နိုင်ဘူးခင်ဗျာ သူတို့ကအခန်းချင်းလေးထဲမှာကျွန်တော်တို့စုလဲပစ်ပြီးရောခုနှစ်ယောက်စလုံးအပေါင်လိုက်ပါပဲလို့ကိုအောင်ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကနေဂျီသတိတနတ်တလန်ဂျီပေါက်၅ခု၊တမြောင်၃ချောင်း၊ဂျီတောက်၈၀ equipment ၂စုံနဲ့လက်ထိတ်တစ်စုံတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံရပြီးနောက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်စစ်ကိုယ်တွေချက်ချင်းရောက်ရှိလာခဲ့ပေမယ့်တော်လိုင်းတပ်ဘက်က၄၀မမလက်နက်ကြီးနဲ့တိုက်ခတ်ဟန်တာနိုင်ခဲ့တယ်လို့နတ်စစ်တီတပ်ဖွဲ့မှကိုအောင်ကအမေကိုပြောပါတယ်။ ပြခတ်မှုညင်သက်သွားပြီးနောက်ရဲနဲ့စစ်သား9ဦးရဲ့အလောင်းတွေကိုရဲစခန်းကလာတဲသွားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ဒီတိုက်ခိုက်မှုကိုနက်စစ်တီတပ်ဖွဲ့နဲ့ကျုပ်ပင်ကောက် BDZM ကျုပ်ပင်ကောက် PDF တို့ပူးပေါင်းဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ရဲနဲ့စစ်သားတွေတိုက်ဆုံမှုနဲ့ပတ်သက်ပြီး MP အနေနဲ့တော့တိကျအတိမပြုတ်နိုင်သေးပါဘူး။နောက်ဆုံးပြပသတင်းနေနဲ့တိုက်တန်းနဲ့ပစ္စည်းလေးလံပွဲမှာ ပေါင်းတက်တမခွန်ရှစ်တန်းနဲ့စံချိန်တင်ဈေးရသွားတဲ့ရွှေအီဆောင်နိုင်အကြောင်းပြောပြရင်ဒီနေ့တွင်ကျမရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရနာလိုက်ချင်ပါတယ်ရှင်။ကပားကျော်တိုက်တန်းနဲ့တင်မောပေါ်ကခီးတဲ့တူရဲ့ကိုပေါ်ကပြက်လက်တွေ့ရှိခဲ့ရတဲ့ရွှေနိုင်တလုံးဟာလေလံပွဲမှာစံချိန်တင်ဈေးနှုန်းပေါင်းတက်တမခွန်ရှစ်တန်းကျပ်သိန်း9900ကျော်တန်ကြီးနဲ့ရောင်းချခဲ့ရတယ်လို့သိရပါတယ်။ လေလံပွဲမှာတိုက်တန်နဲ့အမတ်တရပစ္စည်းစုစုပေါင်းပေါင်းသုံးသန်းနဲ့ရောင်းချခဲ့ရတာမှာ Isidor Satra အမည်ရှိခီးတဲ့ရဲ့ရွှေအိဆောင်နိုင်တာဈေးမြင့်ဆုံးရရှိခဲ့တာပါဒီနိုင်ရ1912ခုနှစ်တုန်းကကမ္ဘာအကြီးဆုံးဖြစ်ခဲ့တဲ့အပျော်စီတင်မောချင်းညံ့မှုအပေါင်းလူဝများစိတ်ဝင်တစားရှိနေတဲ့ကြောင်းပြသနေတဲ့သက်တေပဲလို့လေလံပွဲစီစဉ်သူတို့ကပြောကြားခဲ့ပါတယ် နိုင်ရင်ပိုင်ရှင် Isidro Cetra ဟာ American စီးပွားရေးလုပ်ငန်းရှင်နိုင်ငံရေးသမားနဲ့ Mexico နိုင်ငံရဲ့ပူးတဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။သူဟာတင်မောနှမြုပ်စင်ကကွယ်လွန်ခဲ့ပြီးသူ့ရဲ့ဇနီးအိုက်တာဆက်ထရာဟာခင်မုန်းကိုမထခဲ့ရက်လို့အသက်ငယ်လေးပေါ်တက်ဖို့ညှဉ်းဆဲနေကြတာကိုလည်းလူသိများပါတယ်။လေလံပွဲမှတ်တမ်းတွေမှာသူ့ရဲ့ဇလံကိုအမြင့်မြတ်ဆုံးသောအချစ်ဇလံဖြစ်ဖော်ပြထားပါတယ်။ ဒီနိုင်ရအလေးချိန်16ကာရက်ရှိဂျူးချချင်းဆန်နိုင်ရမျိုးစားဖြစ်ပြီးတော့တင်မော့နှမြုပ်တဲ့အချိန်မနက်2:30မိနစ်မှာရက်တန့်နေခဲ့တာပါအခုနိုင်ရစန်ချိန်တင်စီဟာပြီးခဲ့တဲ့နှစ်ကကာပါတီယာတင်မော့ကပတိန်ကိုပေးအပ်ခဲ့တဲ့ရွှေအဆောင်နိုင်တလုံးအတွက်ပေးချေခဲ့တဲ့ပေါင်းတက်တမ56တန်းကိုကျော်လွန်သွားခဲ့တာဖြစ်ပါတယ် မနေ့ကပြုလုပ်ခဲ့တဲ့တိုက်တန်းနဲ့တင်မောမတ္တရာပစ္စည်းလေလံပွဲအတွင်း Itra Cetra ရဲ့တင်မောစာရေးကိရိယာနဲ့ရေးသားခဲ့တဲ့စာတစောင်းကလည်းပေါင်သသိန်းနဲ့ရောင်းချခဲ့ရပါတယ်။ ကဲဆေးရေးတမော IMS ကပါတီယာရဲ့တင်းမွန်သားတွေကချီမင်ခဲ့တဲ့ရွှေတစိမ့်ဟာလည်းပေါင်း16000နဲ့ရောင်းချခဲ့ရတယ်လို့သိရပါတယ်။ MB ရဲ့တနေ့တောင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MB ကနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website ဆမီနာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ MB ရဲ့တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းထူးပင်ကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြကျမ်းမာ ချမ်းသာပြီးဘဝအမော်ရေပြေကြပါစေရှင်။